မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။အုပ်ဖို့မျိုးနဲ့ဝိုင်းဝါရဲစကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ15ဦးသေဆုံးပြီးရဲစကန်လက်နက်ကြီးထိမှန်ပြီးမိလောင်ပြကြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းအုပ်ဖို့မျိုးနဲ့ဝိုင်းရရဲစကန်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ15ဦးသေဆုံးပြီးလက်နက်ကြီးကြီးထိမှန်ပြီးရဲစကန်တစ်ခုလုံးမိလောင်ပြကြခဲ့ကြောင်းတာယာဝတီခရိုင်စည်ရေးတာဝန်ခံရဲဘော်တစ္ဆာကပြောပါရယ်။မလာစနီယနေ့နေ့လယ်နှစ်နိုင်ခွဲကမှအုပ်ဖို့မျိုးနဲ့ဝိုင်းရရဲစကန်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက် ုက်ခဲ့တာဖြစ်ပြီးထိတွေ့တိုက်ပွဲနှစ်နာရီကံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဲဒီထိတွေ့တိုက်ပွဲအတွင်းအကြံဘတ်စတက်ဘက်မှ15ဦးတိဆောင်ကရဲစခန်းကိုလည်းနက်နက်ကြီးကြီးများထိမှန်ခဲ့တာကြောင့်ရဲစခန်းတစ်ခုလုံးမီးလောင်ပြကျခဲ့ပြီးတော်လိုင်းတပ်ဖွဲ့များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲအတွင်းတော်လိုင်းတပ်ဖွဲ့တွေကလက်နက်များကောက်ယူနိုင်ဖို့ကြိုးစားခဲ့တော်လည်းတန်ရာများအကြံဘတ်စစ်သားတွေကပြန်လည်ပြစ်ခတ်ခြင်းစစ်ကူအင်အားများအလုံးရင်ရရှိလာခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များလက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် စကန်ကိုအလင်းအငိုင်းဝင်တိုက်လိုက်တော့ဒီကောင်နေပြင်ဆင်ခြင်းမရနိုင်ဘူးပေါ့စကန်မီလောင်သွားပြီးတော့ဖီအိုဖီရဲ့ဖြစ်သွားပြီးစစ်ခွေး15ကောင်တည်ရဲစစ်ကူအင်အားအလုံးကြီးနဲ့တက်လာပြီးစစ်ခွေးအလောင်းတွေကို ဖော်ကားနဲ့တဲထုတ်သွားတယ်စကန်တစ်ခုလုံးပြာကျသွားတာတိုက်ပွဲက9နာရီလောက်ဖြစ်သွားတယ်အဲ့ဒီရဲစကန်ကထတ်တူတွေရောက်လာနိုင်တဲ့လမ်းနဲ့နီးတဲ့အခါကျတော့အင်အားကအလုံးကြီးနဲ့ဝင်လာတာကျွန်တော်တို့လက်နက်တွေမကောက်နိုင်ခဲ့ပဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့တာယာဝရီခိုင်စီရီတာဝန်ခံရဲဘော်တစ္ဆာကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုတာယာဝရီခိုင်ပါကဖာတိုက်ခိုက် ီတက်ခွဲ1တက်ခွဲ2ရွှေတန်းမြီနဲ့တက်ခွဲ3မိုးညိုတက်ခွဲတို့ကပူးပေါင်းလုံဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။မတရားမင်းကင်းနဲ့ရေဦးရှိချင်းရွာတွေကိုစစ်တပ်ကလေရင်နဲ့စစ်တိုက်ပုံကျတိုက်ခိုက်မှုနေအိမ်များပျက်စီးခဲ့ကြောင်းတင်ဆက်ပြပါမယ်။မန္တလေးတိုင်းမတရားမျိုးနေရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကကျေးရွာများကိုစစ်တိုက်ပုံကျတိုက်ခိုက်နေတာကြောင့်နေအိမ်များပျက်စီးခဲ့ကြောင်း Voice of Mandalay မှာတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ်။မလာစတီးရနေ့မှာအကြမ်းဖက်စစ်တပ်ကမတရားမျိုးနေအတွင်းရှိမြို့စိုးကုံရွာပိုကုံ းရွာမြောင်းတစ်ကုန်းနဲ့ကြောက်တတားရွာအနီးတဝိုင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နေနဲ့ပုံကျဲတက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ပုံကျဲတက်ခိုက်မှုအတွင်းကြောက်တတားကျင်းရွာနဲ့ပူကုန်းကျင်းရွာမှာဖြစ်သူပိုင်းနဲ့မြောင်းများပြက်စီးခဲ့ပြီးကျင်းရွာနေဖြစ်သူများလည်းပေးလို့ရကိုထွက်ပြေးတင်းရှောင်နေရတာကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။မလ23ရက်နေ့မနက်6နာရီကမှမတရားမျိုးနဲ့ရှီထမ်းမင်ကုန်းကျင်းရွာနီးတဝိုင်းကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ရှမ်းတန်းပစ်ခတ်ခဲ့ကြောင်းမနက်9နာရီမိနစ်40ကမှလည်းဂျက်ဖိုက်တာတစ်စီး နဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါဗျ။ လင်းရင်တွေကတော့ဇက်တိုက်ကိုပုံကျဲတက်ခိုက်နေတာပဲပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးနေ့စဉ်နေပါလေကြောင်းတက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကရှိပါတယ်ပြည်သူတွေလည်းတင်းရှောင်နေရပါတယ်လို့ Voice of Mandalay မှာတာဝန်ရှိသူတောင်ကပြောပါတယ်အလားတူသကိုင်းတိုင်းမင်းကင်းမြို့နယ်ရှိစင်ကလင်းရွာကိုလည်းအကြံဘက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲရဟတ်ရင်နဲ့ပစ်ခတ် တက်ခိုက်ခဲ့ကြောင်းမုံရွာခရိုင်အမှတ်3တပ်ရင်းတက်ခွဲနှစ်ကပြောပါတယ်မလ23ရက်နေ့မှာမင်းကင်းမြို့နယ်စင်ကလင်းရွာကိုအကြံဘက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲရဟတ်ရင်နဲ့ ြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ချက်မရှိသေးကြောင်းသိရပါတယ်။ဒါအပြင်သကိုင်းတိုင်းရေဦးမြို့နယ်ကိုလည်းအကြံဖတ်စစ်တပ်ကလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုပါတယ်။မလာ၁၀ရက်နေ့နေ့လယ်တနာရီ၁၅မိနစ်ခန့်မှာရေဦးမြို့နယ်အောင်တုခချင်းရွာဖုံးတော်ကြီးကျောင်းကိုအကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူများထိခိုက်မှုမရှိတော့လဲဖုံကြီးကျောင်းအဆောင်များထိခိုက်ပျက်စီးမှုရှိကြောင်းသိရပါတယ်။ဆလပ်ပြီးမင်းအောင်လိုင်းရွေးကောက် ွဲဆိုရဝဲဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်ပြည်သူတရက်လုံးဒီမိုကရေစီနဲ့လွတ်လပ်ခွင့်များရရှိဖို့တခဲနဲ့အုံကြွားစတင်တောင်းဆိုခဲ့မှုကမလ23ရက်နေ့မှာ38နှစ်တင်းတင်းပြည့်မြောက်လာခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့စစ်အာဏာပိုင်တွေရဲ့ဤမျိုးမျိုးဖိနှိပ်ပြီးကလိန်ကကျင်းလင်စားမှုတွေကြောင့်အခုအချိန်ထိမြန်မာတို့အတွက်တုံရင်တုံရင်မရှိနေစေဖြစ်တယ်လို့ဆိုတဲ့အချက်က၎င်းတို့ရဲ့အာဏာဖက်တွေထားလို့တဲ့စိန်ရင်အမှန်ကိုမိမောင်းထိုးပြနေခြင်းဖြစ်ပါတယ် ၎င်းနဲ့အတူအပေါင်းပါသားမီးတစုကောင်းစားဖို့အတွက်တိုင်းပြည်မှာဒီမိုကရေစီနေကျင်လေးဖျားချလာခဲ့တာကိုပဲအမောင်းတိုက်ပြန်သွင်းခဲ့တဲ့အာနာသိန်းကောင်းဆောင်မင်းအောင်လိုင်းကရွေးကောက်ပွဲကိုဒီဇင်ဘာဒါမှမဟုတ်ဇန်နဝါရီလမှပြုလုပ်မယ်လို့ဘယ်လာရုစ်ကိုရောက်ရှိသွားစဉ်အတွင်းထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံတွင်ဒေသတော်တော်များများက၎င်းတို့ထိန်းချုပ်မှုအောက်မှာမရှိနိုဘယ်ငင်းချင်းဆုရှင်ကလည်းအကျဉ်းထောင်ထဲမှာရှိနေလို့ဒီမိုကရေစီရှိရေးကမှုံဝါဝအဆင့်သာရှိရဲ့လို့လန်ဒန်ထုတ် Daily Mail သတင်းစာကသုံးသပ်ရေးသားထားပါတယ်။ရွေးကောက်ပွဲမှာပါဝင် ဖို့နိုင်ငံပါတီ53ခုမှစီရင်သွင်းထားပြီးဖြစ်တယ်လို့မင်းအောင်လိုင်းကပြောပါရယ်။ဒါပေမဲ့တနိုင်ငံလုံးတောင်ဖြူကမ်းဖြူမဲပြီးခဲ့ကြတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်တော့ပါဝင်ခြင်းမရှိပါဘူး။ NND ကိုမှတ်ပုံတင်ဖို့ပြက်ကွက်တယ်လို့ဆိုပြီး2023မှာရွေးကော်ကဖြတ်သိမ်းဖြစ်ခဲ့ပါရယ်။ရွေးကောက်ပွဲအတွက်မဲစင်ဖြူစုရမှာလုံခြုံရေးကြောင့်လို့ဆိုပြီးလူဦးရေ52တန်းနဲ့19တန်းကိုခြံလှန့်ထားပါရယ်။လေလာသူတွေကတော့ရွေးကောက်ပွဲမတိုင်မီမှာတော်လိုင်းတက်တွေကဒိုးစစ်ကြီးဆင်နွှဲလာဖို့ရှိနေတယ်လို့ခန့်မှန်းထားပါရယ်။ဒါပေမဲ့အနေထားနဲ့ပြုလုပ်မဲ့ရွေးက ကောက်ပွဲကိုနိုင်ငံတကာရဲ့ထောက်ခံမှုရဖို့မရှိတာကစစ်ကောင်စီအတွက်ပြဿနာဖြစ်လာပါတယ်။ဒါပေမဲ့ပြည်သူပါတီခေါင်းဆောင်ကိုကိုကြီးအတွက်ကတော့ပြဿနာရှိပုံမရပါဘူး။၎င်းမှာပြဿနာတွေကိုလက်နက်နဲ့ဖြေရှင်းလို့မရ၊ရွှေကောက်ပွဲနီးလန်းနဲ့သာပြည်နယ်ရန်ပြည်နယ်ကြောင်းဖြေရှင်းနိုင်တယ်လို့ယုံကြည်ကြောင်းပြောလာခဲ့ပါတယ်။ရွှေကောက်ပွဲကအပြစ်နာစာကင်းမှာမဟုတ်တော့လဲအကောင်းဆုံးဖြစ်အောင်စူးစမ်းသွားမယ်လို့ဆိုပါတယ်။၎င်းကမင်းအောင်လိုင်းတို့ဖွဲ့တဲ့တောင်းယုံကြည်မှုလွန်ကင်းနေပါတယ်။ ရှုံချခြင်းရရှုံချလို့ရတော့လဲ၎င်းရဲ့ယုံကြည်မှုကဆရာဗမော်တင်အောင်စကားနဲ့ပြောဝရင်းနိုးစုအရွယ်ကလေးငယ်ကမကြမီအိမ်အောင်ပြုလို့ရနေပြီလို့ယုံကြည်ပြီးမိမတောင်ပင်ရန်ပူဇော်နေတယ်လို့မျိုးဖြစ်နေပါတယ်။၎င်းတို့ဖို့ကဆစ်အာလာရှင်များနဲ့ကြံရပါရီလို့တမိုင်းမှာအမဲဆက်စွန့်ထင်သွားခဲ့ရပြီဖြစ်ပါတယ်။မင်းအွန်လိုင်းတင်မြောက်လာမယ်။ အစိုးရဆိုတာကလည်းတိုက်ခိုက်နေမှုတွေကိုအဆုံးသတ်အောင်လှုံ့ဆော်နိုင်မှာမဟုတ်ငင်းချင်ရင်အတွက်လာရောက်ဆွေးနွေးကြဖို့တော့ဆက်ပြောနေမှာပဲဖြစ်တယ်လို့ကရင်မျိုးသားတမက KNU ခေါင်းဆောင်တအုပ်ဖြစ်သူစောသမိန်ထွန်းကဆိုပါတယ်နိုင်ငံတကာရှိအထင်ကရရွှေကပွဲလ ీల ဆောင်ကြည့်သူတွေကတော့လက်ရှိအနေထားမှာစစ်မှန်တဲ့ရွှေကပွဲမဖြစ်နိုင်လို့ဆိုပြီးဖေဖော်ဝါရီလအတွင်းပူးရဲကြီးညာချက်ထုတ်ပြန်ပြီးပင်ချခဲ့ကြလည်းဖြစ်ပါတယ်ရွှေကပွဲကြောင့်နိုင်ငံအတွင်းအကွက်အပြင်းများပုံမနဲ့ဆိုင်လာပြီးအကြမ်းဖက်မှုတွေကြီးထွားလာကစစ်အာဏာရှင်စနစ်ပိုလို့တော့အမြင့်တွေ့လာနိုင် ယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကပဲအရေးပေါ်အခြေအနေကိုခုနှစ်ကြိမ်မြောက်သက်တမ်းတွန်းခဲ့ပြီးဖြစ်ပါတယ်။အခုကရုရှားမှာပူပူနွေ့နွေ့ပြန်ရောက်လာတဲ့မင်းအောင်လိုင်က နေပြည်တော်ကိုရောက်ရှိနေတဲ့တရုတ်ထူးတန်တမန်တင်ရှင်ကျွင်းကလာရောက်တွေ့ဆုံခဲ့တာဖြစ်ပြီးတရုတ်ကြီးရင်ခွင်နဲ့ပြန်ရောက်သွားရှာပြီးဖြစ်ပါတယ်။စစ်တွေနဲ့ကြောင်းဖြူကိုချိန်ချောင်းလာပြီးဖြစ်လို့တရုတ်အစိုးရမှမင်းအောင်လိုင်မြို့စီစဉ်ထားတဲ့စရာကိုအပူတပြင်းတိလို့နေပြီးဖြစ်တယ်လို့စောင်းဖွားမှရှိသားထားပါတယ်။ဆလပီကြိုက်တို့ဘီလီလန်ပိုင်းတိုက်ပွဲမှာစစ်ကောင်စီ က်ကအရာရှိအပါ၄ဦးတည်ပြီးတော်လိုင်းရေပေါ်တအုပ်ကြာဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရှမ်းကုန်းမော်လမြိုင်လမ်းမကြီးပေါ်ရှိစိုက်ထိုးပြီးလင်းလမ်းပိုင်းမှာအကြံဘတ်စစ်ကောင်စီရင်တန်းကိုကြားဖြတ်တိုက်ခိုက်ရာအရာရှိတယောက်ပါဝင်စစ်ကောင်စီတပ်သား၄ယောက်တင်ဆောင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်တီတာကမနေ့ကထုတ်ပြန်ပါတယ်။စိုက်ထိုးပြီးလင်းလမ်းပိုင်းမှာမလ6ရက်မနေ့ပိုင်းကအကြံဘတ်စစ်ကောင်စီရင်တန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကအလူလီချင်းရွာနီးကြားဖြတ်တိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအရာရှိတယောက်ပါဝင်စစ်ကောင်စီတပ်သား၄ယောက်တင်ဆောင် ောင်းခဲ့တယ်လို့ဆိုပါတယ် ကျိုက်တိုဘက်ကနေဘီလင်ကိုမောင်းနှင်လာတဲ့အကြံဖက်စက်ကောင်စီရဲ့ရှင်ငါးစီးပါရှင်နှန်းကိုတောင်ပိုင်းစစ်တီတာနဂပြူစစ်ကြောင်း P29904 ဖြူဟာ29တိုင်ရင်8105နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေပူပေါင်းပြီးဘီလင်မြို့နယ်အလူလီချင်းရွာတပ်သားဆိုင်ရုံနီးကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တနအိခွဲခန့်ကြားမြင့်တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီကထိခိုက်ဒေဆုံးတာရှိတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကရှေ့ဘော့တယောက်ကြာဆုံးပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။